ပေါ်မီးတယ်။ဒါဘာလို့ရေးရတာလဲ။ကိုနှစ်သက်လို့ရေးတာပါ။တန်လက်မှန်လို့ရေးတာပါ။ဖြုတ်ပေးပါ။ဖြုတ်ပေးရတာဗောသက်ဆိုင်ကသက်ဆိုင်ကပြောဖြုတ်ပေးရတော့။စကားလေးတခေါက်လောက်မေးလို့ရမလား။ရပါတယ်တဲ့။သာသနာညွှန်ကြားရေးမှုချုပ်တွေသာသနာဆရာတော်ကြီးတွေတခေါက်လောက်မေးရလား။မေးပါဟိုလွတ်လပ်၍တရားမျှတမှုအရှိဆုံးဖြစ်သောရွေးချယ်တမျှပွဲကြီးဖြစ်သည်ဆိုတဲ့စကားကိုဆရာတော်တို့ညွှန်ကြားရေးမှုတို့ညွှန်ကြားရေးမှုချုပ်တို့ကမကြိုက်ချင်းသည် တရားမြတ်တာမှုနဲ့လွတ်လပ်ခြင်းကိုလက်မခံဘူးလို့ပြောရရောက်ပါတော့အမင်းဒီလိုမပြောနဲ့လေတဲ့အဲ့ဒါပဲထေရဝါဒတမိုင်း2556အဲ့ဒီ2556မှာဘာမှအကွေ့အကောက်အဆောင်အရွက်မရှိလို့ငါချစ်တယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ channel လေးဟာမြတ်ဗုဒ္ဓရဲ့ရိပ်အာဝါဒအောက်မှာတည်ရှိတာဖြစ်ပါတော့ကြောင်းကြောက်စီလာသူအားလုံးကိုယ်စိတ်နှလုံးအေးချမ်းသာရကြပါမယ်ခင်ဗျာဓမေစီရီရဲ့စပ်ပလင်မော်တက်တယ်ရ အဲ့ဒီထေရဝါဒကိုမြက်နိုးနိုးလို့အရှိတော်အရှာတို့ဘလို့ထေရဝါဒပြန့်ပြန့်မွားကြလေအဲ့ဒါကိုငါတရားတွေထေရဝါဒမစစ်ဘူးလို့ပြောတာတော်တော်အသေးနာငါ့ကိုဒိမင်ရတယ်ပြောဟာအမျိုးသမီးတွေနဲ့ဆွဆွဲဆွဲအရက်တော့ဖဲငါနှလုံးသားမခံစားဘူးထေရဝါဒတရားတွေနဲ့မညီလို့ဆိုပြီးပြောခံတာတော်တော်အသေးနာရန်ကုန်မှာတရားတွေဓမေစီတို့မဟုတ်ခင်တော့အဲ့လို ပြောတော့လည်းမကောင်းတော့ရန်ကုန်မှာတရားတွေကြည့်လိုက်ငါကွန်းတော့ကွန်းတော့သိပါတယ်နိဗ္ဗာန်ရောက်ကြောင်းတရားမိတ်ထေရဝါဒအထူတရားဆိုတာငါစလိုက် မန္တလေးမှာလည်းအားလုံးကြည့်လိုက်ဒီယနေ့ညဆရာတော်ဘုရားကနေနိဗ္ဗာန်ရောက်တရားများဟောကြပါသည်ဆိုင်မို့တင်လိုက်တယ်ဟာမန္တလေးကလူကဘာလဲကွာဒီကောင်ကထေရဝါဒဆိုတဲ့ကောင်ဆရာကငါစသုံးလိုက်99 1990လောက်မှာငါစသုံးအခုအကုန်လုံးထေရထူတရားဖြစ်နေဆက်အဲ့ဒီတရားပဲထတ်တလဲလဲဒါပဲထတ်တလဲလဲပြောနေတဲ့ပုံကွာအဲ့ဒါကိုထေရတော်နဲ့မကန့်ညူဆိုတော့တော်တော်အသေးနာတနတ်တင်နဲ့ဝိုင်းပစ်တယ်ခံစားပြင်းစင်ချင်းပြောင်းလဲထေရဝါဒဟူသည်ငကိုတော့နေရ ထေရဝါဒမြတ်ဓမ္မကိုပြန်ပွားစေမိဓမ္မစီတီဆိုရောဒီတရားဒီဟာကိုပဲချစ်လဲချစ်တယ်မြက်လဲမြက်လို့တယ်ဒီဟာကိုပဲအကျင့်ကျင့်တန်ခါနိုင်ငံတော်တန်ခါမန္တန်နဲ့ Chan this is ရေးတဲ့အဖွဲ့ကိုဝီနီးတောက်တန်အဘိဓမ္မာပဲတင်ရမယ်ဆိုတော့တင်တယ်တစ်ကျင့်တင်တယ်ပတ်ပယ်ချလိုက်တယ်ကျန်းကောင်းတဲ့သုံးခုတင်တခုကအခုတရားဟောနေတယ်ဗုဒ္ဓခေတ်သာသနာသမိုင်းဝင်မြို့တော်များအခုအဲ့အဲ့တရားဟောတာ so historical places where buddha stayed and visited ဖခင်အဲ့ဒါလည်းပယ်ချလိုက်တယ် ထေရဝိနည်းသုတ်တံပြီးတယ်မှာပဲဖြစ်ရမယ်နောက်ဒုတိယချက်က subversion conclusion buddhism အနောက်တိုင်းသားတို့ရဲ့ဗုဒ္ဓဘာသာကိုပံ့ပိုးကူညီမှုများကိုစာတမ်းတင်ပါဒါလည်းပယ်ချခံဆိုတတ္တရာတစ်ခုအရှိတောင်အရှဒေသတို့ထေရဝါဒသာသနာရောက်ရှိပြောင်းဒါလည်းပယ်တယ်တစ်ချိန်ထက်တယ်နောက်ကျတော့ဆယ်ယူထေအောင်ရဲ့ထောက်ခံခြင်းနဲ့တပည့်တော်ထောက်ခံပါတယ်ဆိုတော့အဲ့ဒါနဲ့ရှိတယ်မှာဆယ်နိုင်ငံရဲ့အကြောင်းဒါတော့မှဟိုဖြတ်ဒီဖြတ်တီးဒီဖြတ်တာအများကြီးလှီးပေါ့ထုံးစံပေါ်မှာပြည့်တောင်းပြဆိုဘုတ်ဖွဲ့နဲ့ခေါ်စစ်ခံရတယ် အဲ့အဲ့လိုတချို့ရှိရရှိသေးပါတယ်အဲ့ဒီမှာစကားလေးတစ်ခုဒီပထမသင်္ကန်းနဲ့ပတ်သက်လို့ဤပထမသင်္ကန်းရဲ့ရွေးချယ်တင်ပြပွဲရယ်စတယ်ဤပထမသင်္ကန်းရဲ့တင်ပွဲကြီးသည်လွတ်လပ်၍တရားမြတ်တာကဘာပေါ်၌လွတ်လပ်၍တရားမြတ်တာမူအရှိဆုံးဖြစ်သောတန်ငါအစီအွေကြီးဖြစ်သည်လို့ဏိဒန်းလေးကြီးရတာဟာမှင်နီးနဲ့ကဘာကြီးကပြန်ကြတယ်အဟောဆရာကောင်းအဟောဆရာကောင်းကိုပြောတာကုဒီအဲ့ဒီမူရင်းလေးရှိတယ်ဖြုတ်ပယ်ရန်ဟာဘောလို့လေခေါ်တွေ့တယ်ဒါဘာလို့လဲဒါဆက်ဂျီဂျန်နရယ်အီလက်ရှင်လေး อีတပအင်္ဂလိပ်တလုံးမမတဲ့ဘူးอีရွေးချယ်တဲ့ပထမသင်္ကန်နဲ့တန်ခါများကိုရွေးချယ်တင်မြောက်ပွဲကြီးသည်လွတ်လပ်၍တရားမြတ်တာမှုအရှိဆုံးပွဲကြီးဖြစ်သည်ဆိုတာကိုဟာမကြိုက်ဘူးဗျာတန်ခါတန်ခါပိုင်းရဲ့ဒီတာသနာ့ဌာနပုံကိုယ်တွေအဲ့ဒါခေါ်မေးတယ်ဒါဘာလို့ရေးရတာလဲနှစ်သက်လို့ရေးတာပါတန်လည်းမလို့ရေးတာပါဖြုတ်ပေးပါဖြုတ်ပေးရတာဗောသက်ဆိုင်ကသက်ဆိုင်ကပြောဖြုတ်ပေးရတော့စကားလေးတခေါက်လောက်မေးလို့ရမလားရပါတယ်တာသနာ့ညွှန်ကြားရေးမှုရုပ်တွေတာသနာ့ဆရာတော်ကြီးတွေတခေါက်လောက်မေးရလားမေးပါ ဟိုလွတ်လပ်၍တရားမြတ်မှုအရှိဆုံးဖြစ်သောရွေးချယ်တမျိုးပွဲကြီးဖြစ်သည်ဆိုတဲ့စကားကိုဆရာတော်တို့ညွှန်ကြားမှုတို့ညွှန်ကြားမှုချုပ်တို့ကမကြိုက်ချင်းသည်တရားမြတ်မှုနဲ့လွတ်လပ်ခြင်းကိုလက်မခံဘူးလို့ပြောရရောက်ပါတော့အမင်းဒီလိုမပြောနဲ့လေတဲ့အဲ့ဒါပဲအဲ့ဒါ this is a ပမာကဲအဲ့ဒါပဲမောင်ကြီးအဲ့ဒါပဲဒါပဲတို့ရှိရဒီမှာလေးကြည့်လေဘာဖြစ်လို့လဲရှင်အနန္ဒာတပတ်တန်ငါး900ရွေးမယ်စရိတ်တန်ငါး900မှာနှစ်ချက်တတ်မှတ်ထားလိုက် တစ်ချက်တတ်မှတ်ထားတယ်တော်တော်အံ့ဩကြကောင်းတယ်ခင်ဗျားတို့ခင်ဗျားတို့တို့လူမျိုးတွေကလေနှစ်ချက်တတ်မှတ်ထားတယ်လွတ်တော်တို့မြည်သည်ရွေးချယ်တင်မြောက်ခံရသောကိုယ်စလဲများသာဝင်ထိုင်ခွင့်ရှိတယ်မရွေးရဘဲနဲ့ထိုင်တဲ့လူတွေတွေ့နေတာပဲကျင့်တတ်တယ်လက်ခံထားတယ်တော်တယ်နော်အခုလေအဲ့တော့အဲ့ဒီတန်ခါရွေးချယ်တင်ရွက်ပွဲကြီးမှာယဟန္တာဖြစ်ရမည်ဘီရကသုံးပုံတက်ကြွရမယ်ဆိုဘီရကသုံးပုံတော့တက်တယ် ်ဒါပုရုဇဉ်ဖြစ်နေဘက်လိုက်တယ်ကြောက်လို့လေအဲဘယကတိကြောင့်လဲကြောက်လို့ကြောက်လို့မလို့ရတာပါအဲ့ဒါကြောက်ဘယကတိကြောင့်ချစ်လို့မုန်းလို့ဒေါသကတိကြောင့်မတိနားမယ်လို့မောဟကတိအဲ့ဒီအဂတိ၄ပါးရှိတတ်တယ်မုန်းလို့တော့၎င်းချစ်လို့တော့၎င်းကြောက်လို့တော့၎င်းမုန်းလို့ဆုံးဖြတ်တာတိပ္ပယ်မရှိဘူးကုတို့ဟိုအထက်ပိုင်းကိုသွားတရားဟောတယ်ဆက်တရားတကာသွားတယ်အဲ့ဒီတန်ခါနိုင်ကအတွင်းမှုဆရာတော်ကြီးရှင်မဥက္ကသနာဘာပြည့်ချက်တွေရှိတယ်ဘာပြည့်ချက်မှမရှိဘူးတဲ့ ဝိနည်းနဲ့ပတ်သက်တာဆွဆွဲတာရှိလားမရှိဘူးကွာတန်ထေရဝါဒတရားတွေနဲ့ပတ်သက်တာရှိလားမရှိဘူးကွာတန်ခါနိုင်ငံတော်တန်ခါမန္တကနေသူ့တားမြစ်တာရှိလားမရှိဘူးကွာဘာလို့ပြလဲတော့မကလို့ကွာပြီးသွားလို့ဖေရလွတ်လွတ်လေးဒါကြအဲ့ဒါကြမရတော့သတ်ဒေါဒေါသလေမုံလို့အာပြီးသွားပြတ်မရအောင်မုံလို့ဆန်ချစ်လို့ဆန်တာချစ်လို့ဘယ်ဟာကြောက်လို့မောဟမသိနမ်းမယ်လို့မိုက်လို့အဲ့လိုလေးချက်တွေကြောင့်ဖြစ်မှာဆိုလို့ပုရုဇဉ်မရွေးဘူးယဟန္တာတွေရွေးလိုက် အာတော့ကင်းလေယဟန်နာတော့ဖြစ်တယ်စမ်းမတက်ဘူးသင်္ကန်းတင်လို့မရဘူးသင်္ကန်းတင်လို့မရဘူးတချို့မြန်မာနိုင်ငံမှာလည်းယဟန်နာရှင်မြတ်ကြီးတို့ကြော်ကြားတယ်မထေမြတ်တွေရှိတယ်ဒါဒီဝင်းကြီးတွေဒီတုတ်တန်ဒီပါဠိတော်တွေကိုဆုံးဖြတ်တုတ်တင်ဖို့ကြတော့ဒါကမင်းကွန်းဆရာတော်ဖရာကြီးတို့မာစီဆရာတော်ဖရာကြီးတို့မစိုးရင်ဆရာတော်ဖရာကြီးတို့တောင်မြို့မာကန်တော့အဲ့လိုပြည့်ရက်တွေဝန်ဆောင်ရလုပ်ငန်းအဲ့ဒါကြောင့်မလို့ဆက်ထသင်္ကန်းတင်စဉ်တော့ဝေဘူးဆရာတော်ပင့်လိုက်ပါတယ် ။မစိုးရင်ဆရာဘုရားကြီးကဝေဘူးဆရာတိတ်ကျင်ယူဆိုကောင်းတာလေ။ဝေဘူးဆရာကဒီတန်ခါပိတတ်တဲ့ကြွားလက်ဦးလေးချီပြီးကြွားလာ။နားတော့နော်။ဒီနေ့တရားလေးနည်းနည်းပါးပါးအားထုတ်ပြီးစာသင်သားကိုတော်တွေကိုမလေးစားတဲ့တရားဓမ္မတွေသတိထားပါဗျာ။မယ်ရီရောရိတ်သာအားထုတ်ပြီးတော့ဗျာ။ဟိုဘုန်းကြီးတွေကစာချက်နေတဲ့ခါနွားကြောင်းသားတွေဒီလိုတော့နွားပိုင်ရှင်ပဲဖြစ်ချင်တယ်။ဒါမှမဟုတ်သိပြောတာ။နော်ဆရာလေးတွေဟုတ်လား။ပရိယတ်ဒီသမားကိုနှိမ်တာလေ။ပရိယတ်ကဗရာနာဓမေတိဆရာတော်ပရိယတ်ကိုတခါမှစော်ကားမပြောဘူး။ချစ်လက်ချစ်တယ်မျက်လက်မျက်နှိုးတယ်။ ပြည့်ပြည့်သမားတို့အဲပါဒီနေ့ဒီလှူနေတော့မယ်အဲ့ဒါလေဝေဝေရှေတော်ဘုရားကြီးကြွတော့မစိုးရင်ရှေတော်ဘုရားကြီးကအေးသာသနာမှာတခစ်တယောက်ပေါ်ပေါက်လာတဲ့အရှင်မြတ်ဖြစ်တဲ့ဟိဝါငေသောဘုန်းကြီးများနဲ့ဒကာဒကာမများထူးခြားတဲ့ပုဂ္ဂိုလ်ကြွလာပြီးကရော့ကြကရော့ကြဆိုဝေဝေရှေတော်ကိုမစိုးရင်ရှေတော်ဘုရားပြောတော့မှဘုန်းကြီးတွေရောငယ်တဲ့ဘုန်းကြီးတွေကကရော့တဲ့ဝေဝေရှေတော်ကကြွလာပြီးတော့မှဆေတော်ဘုရားကြီးမိုးကောင်းဆေတော်ဘုရားကြီးဗဒနာယေဝတ္တကိုကရော့မစိုးရင်ဆေတော်ကြီးကိုကရော့ပြီးတော့မှ ဆရာတော်ဖရာကြီးမြတ်တန်ဃာကပင့်လို့တပီးတော်ဝေဘူးကြွလာခြင်းဖြစ်ပါတယ်ဖရာတဲ့သို့တော်တဲ့အီတန်ဃာယနာတင်ရင်ကိစ္စသည်ဝိပဿနာကိစ္စနဲ့ပတ်သက်လို့ဖရာတပီးတော်ကိုမေးမြန်းစုံစမ်းပါကဖြေဆိုရင်အသင့်ပါပဲတဲ့ရဲဝဲနော်တန်ဃာကြားထဲမှာဖြေရတာတကယ်ရတာလို့ဗောဘာလဲကိုစောတကယ်ရတာလို့ဗောဖြီတော်ပြန်တော့ဘယ်ဟုတ်မလဲဖြီတော်ဖြတ်တော့ညာရတိဘလဲဝေကောက်သိန်းကောက်မဟုတ်ဘူးတကယ်ရတာလို့တပီးတော်အားထုတ်တဲ့တရားနဲ့ပတ်သက်ပြီးပြည့်ရတိနဲ့ပတ်သက်လို့တော့ အဲပရိပတ်ဒီနဲ့ပတ်သက်လို့တော့မေးရင်ဖြေနိုင်ပါတယ်ဖရာတဲ့ဒါပေမဲ့ဝီနည်းတုတ်တံအဘိဓမ္မာကျန်းကံများတော့နှက်ဆက်ခြင်းမရှိပါဘူး။ तू က तू ကအာနာပါနနဲ့ယန်းနာဖြစ်တယ်ဒီမင်းတုတ်တံမသိဘူး။မဆိုင်ဘူး။ယန်းနာဆိုအကုန်တက်သွားတာမဟုတ်ဘူး။မှဆိုယန်းနာဓမေစီလိုတရားဟောကောင်းခြင်းမကောင်းမှာဒါငါငါပုရုဇေ तू ကယန်းနာပဲမဆိုင်ဘူး။တရားဟောကောင်းတဲ့ဘုံရှင်နဲ့တရားရတာမဟုတ်ဘူး။တရားရတဲ့ဘုံရှင်နဲ့တရားဟောကောင်းတာမဟုတ်ဘူး။အဲ့တော့ဆရာတော်ကြီးက तू တခုတည်းပဲအားထုတ်လိုက်တယ်။အဲ့ဒီတခုတည်းနဲ့ပေါ့မြောက်ယန်းနာဖြစ်သွားတာဒါပဲ။ ချက်နဲ့ဒေသနာမဆိုင်ဘူးဒေသနာသင်မှတ်တတ်တာအဲ့တော့ဝေဘူးဆရာတော်ကဤသင်္ကန်းနဲ့တင်တဲ့ကိစ္စသည်ပရိယတ်ဤဗရဏဖြစ်သောကြောင့်မာစီအရှင်သောဗနာနဲ့မင်းကွန်တိပိတကအရှင်ဝိသိတတို့ဆောင်ရွက်နိုင်ပါလိမ့်မယ်ဖရာဖရာတပိတို့ခွင့်ပြုပါဆိုပြီးပြန်သွားတယ်ကြည့်စမ်းပရိယတ်တီကိုတရုတ်တသိကြတော့သွားတယ်ဒါလို့လားဒါလို့လားကောင်းသောဟုတ်ပြီနော်အဲ့လို့ဆိုရင်တထေရဝါဒသဘောကအဲ့ဒီသင်္ကန်းနဲ့တင်တဲ့အခါမှာ မင်းကောင်းဆရာတော်ဘုရားကြီးနဲ့မာစီဆရာဘတို့တင်ပါတယ်ဟိုမှာအရှင်အနန္ဒာနဲ့အရှင်ဥပါလိအရှင်မကသဗ္ဗထေရဝါဒသမိုင်းနှစ်ပေါင်း2556အဲ့ဒီနှစ်ပေါင်း2556မှာဘာမှအကွေ့အကောက်အဆောင်အရွက်မရှိလို့ငါချစ်တယ်။အော်ဘာသာ14မျိုးလောက်ငါလက်လန်းမိတယ်လို့ပေါ့ဘာသာအကြီးက4မျိုးရှိတယ်။14မျိုးလောက်လေ့လာဖို့တဲ့။အကေဘီမြာထေရဝါဒဗုဒ္ဓဘာသာတဲ့ကောင်းတဲ့ဘာသာတစ်ခုရှိခင်ဗုဒ္ဓဘာသာဖောင်းကြီးချုပ်ရပြောင်းရအစင်းနေမယ်ဆုံးဖြတ်ချရပြီလား။ အကောကောချတာကိုကိုခွင် this is my right right လာ my right တင်ငါခွင်ရေးလေဆငါပြောင်းလဲဝင်ရှိတယ်ငါဖုန်းကြီးကထွက်ခွင်ရှိတယ်ငါကဘလီစီယာလုတ်ခွင်ရှိတယ်ခရိယန်ဓမ္မစီယာလုတ်ခွင်ရှိတယ်ငါ this is my right ဘယ်သူမှငါ့ကိုလိုက် control လုပ်လို့မရဘူးငါခွင်ရေးလေငါစာရေးဖတ်ထားတာခုတည်းလေ့လာတာမဟုတ်ပါဘူးပြောရင်လည်းကြွားရမယ် Buddhism ကို A နဲ့ Z တီလေ့လာလိုက်တယ်ဒါဆိုကုန်သွားပြီဒါကြွားပြောတာမဟုတ်ဘူးဒီမြန်မာတိုင်းနိုင်ငံလုံးကဘာဘဝအဲ့ဒီရှင်ရဲတယ် ဗုဒ္ဓဇင်ကအဲ့ဒါလို့ A to Z တိလေ့လိုက်လို့မြန်မာနိုင်ငံမှာဓမေသီတပါးတည်းပဲရှိတယ်။ကဘာမှာတပါးတည်းရှိတယ်ပြောရင်ကြွားတယ်ဖြစ်မှာဆိုလို့